လမလှုပ်သွားလှုပ်ခြင်းနဲ့အေဂျင့်တွေနဲ့အပ်ပြီးသွားပြီဒါပေမဲ့အေဂျင့်ကိုယုံကြည်ရလားမယုံကြည်ရဘူးလားဆိုပြီးတော့အမြဲတမ်း confuse ဖြစ်တယ်အဲ့တော့ပိုလန်မှာအလုပ်သွားလှုပ်ခြင်းတဲ့သူတွေအတွက်နည်းနည်း tips လေးတွေပြောပြပါမယ် agency နဲ့ကိုက အလုပ်တစ်ခုကိုအပ်လိုက်ပြီးဒါဆိုလို့ရှိရင်အလုပ်အပ်ပြီးဆိုရင်ကိုကငွေသွင်းရတော့မယ်ငွေသွင်းမယ်ဆိုတဲ့အခါကျတော့ Poland ရဲ့ဒီအခုအလုပ်ခေါ်နေတဲ့ အာ agency fee တွေကနည်းနည်းနော်နော်မဟုတ်ပါဘူးဒေါ်လာကို တောင်းနဲ့ချီပြီးတော့တောင်းကြရတယ်ဆိုတော့ကိုကပထမဦးဆုံးငွေသွင်းပြီးသွားပြီဆိုလို့ရှိရင်ကို့အတွက်ဘာအာမခံချက်ရှိလဲဘာတက်တည်ရှိလဲဒါကိုအရင်ဆုံးစစ်ရမှာဖြစ်တဲ့အတွက်သူတို့စီကခေါ်နေတဲ့အလုပ်ကိုင်းကဘာလဲဘယ် company ကခေါ်တာလဲ အဲ့ဒီ company ကပိုလန်မှာတရားဝင် register လုပ်ထားလားပိုလန်က company တခုကဟုတ်လားဒါတွေကိုသိရမယ်နော်အဲ့တော့ဘာတောင်းရမလဲဆိုတဲ့အခါကျတော့ကိုကို job offer ပေးပြီဆိုလို့ရှိရင် company registration ဆိုတဲ့ trade license မျိုးတွေသိရပါမယ်ပြီးလို့ရှိရင်ဒီ သူတို့ရဲ့ website ကိုစေရပါမယ် company name ပေါ့နော်အဓိကတော့ company name သူတို့ရဲ့ registration ကို company registration LLC license ကိုမပေးဘူးဆိုလို့ရှိရင်တော့မှ company name သိရမယ် company ရဲ့ website သိရမယ် company ရဲ့ phone number တွေသိရမယ် company ရဲ့ address တွေသိရမယ်ပြီးလို့ရှိရင်ဒီ company မှာ Google review မှာ rating ဘယ်လောက်ရှိလဲ bad review တွေရှိနေလား good review တွေရှိနေလားဒါတွေကိုစစ်ဆေးရပါမယ်နော် ပိုလန်ရဲ့အလုပ်အကိုင်း process ကို ရှင်းပြရမယ်ဆိုလို့ရှိရင်ပိုလန်ဘက်ကတတိကအမ် foreign ကဒီ workers တွေကိုငှားတာပေါ့နော် foreign worker တွေကိုငှားတာဖြစ်တဲ့အတွက်ဥပမာစက်ရုံအလုပ်တွေလည်းဖြစ်မယ် marketing လည်းဖြစ်ရင်ဖြစ်မယ် engineering လည်းဖြစ်ရင်ဖြစ်မယ် IT လည်းဖြစ်ရင်ဖြစ်မယ် whatever the job is ကို့မှာ offer letter ရှိရမယ်ပထမဦးဆုံးဘာလို့ရမလဲဆိုတဲ့အခါကျတော့သူတို့စီက job vacancy ကိုကြည်ပါကိုလျှောက်လိုက်တဲ့အလုပ်ပေါ့နော်ကိုလျှောက်လိုက်တဲ့အလုပ်နဲ့ပိုလန်ဘက်ကနေပြီးတော့ interview ခေါ်ပါလိမ့်မယ် interview မခေါ်ဘဲနဲ့ဘသူကမှယူကောအလုံးမပေးပါဘူးဒါကြောင့်မို့လို့ပိုလန်ဘက်နဲ့အင်တာဗျူးပြီးပြီဆိုလို့ရှိရင်အာအင်တာဗျူးမှာကိုက pass ဖြစ်ကြောင်း သေးကြပြီဆိုလို့ရှိရင်ပထမအရစ်ကိုငွေသွင်းလို့ရပါတယ်။ Okay interview ပြီးတော့ပြီကိုကိုကြိုက်တယ်ကိုကိုရွေးမယ်ဆိုလို့ရှိရင်သူတို့ဘက်က offer letter ပေးมาဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီဟာရပြီဆိုလို့ရှိရင် ကိုကပထမအရစ်ငွေကိုသွင်းလို့ရပါပြီ။ Job offer ပြီးပြီဆိုလို့ရှိရင်တော့ကိုက work permit ရှောက်ရပါတော့မယ်။ work permit ကကိုဘတာကိုရှောက်လို့မရပါဘူး။ Poland ဘက်ကအလုပ်ရှင်က ကိုကိုကဖမ်းမယ်ရှောက်ပေးရတာပါဖမ်းမယ်က mostly type A ကိုရှောက်ကြရတယ်ဆိုတော့ကိုကိုကဖမ်းမယ်သူတို့ဘက်ကနေပြီးတော့ပိုလန်အလုံရှင်ဘက်ကနေရှောက်ပေးရမှာပါဝါကဖာမေကိုမလျှောက်ခင်ကိုကိုပေးတဲ့ offer letter ထဲမှာ salary ဘလောက်လဲအလုပ်ချိန်ကဘလောက်တွေဘယ်နှချိန်တွေလောက်ရမှာလဲအလုပ်ရဲ့ location ကဘယ်နေရာမှာလဲမနော်ပြီးလို့ရှိရင်ဘာအလုပ်ကိုလောက်ရမှာလဲဒီ သိကြအောင်ဒါတွေအားလုံးကိုစစ်ပြီးတော့မှ job offer ကိုလက်မှတ်ထိုးပြီးတော့မှသူတို့ဘက်က work permit ကိုလျှောက်ပေးมาဖြစ်ပါတယ် work permit က approve ဖြစ်ပြီးဆိုတော့မှနောက်ဆုံး process ကဘာလဲဆိုတော့ visa process ဖြစ်ပါတယ် visa process ဖြစ်တယ်ဆိုတော့ visa ကိုသူတို့ဘက်ကနေပြီးတော့မှလျှောက်ပေးလိမ့်မယ်ကိုကဒီ ကိုနေထိုင်တဲ့နေရာမှာကိုနေထိုင်တဲ့နိုင်ငံရဲ့ဖိုလန်တန်ယုံမှာသွားပြီးတော့ကောင်ဆလာနဲ့အင်တာဗျူးဖြေရမယ်။ Okay ။ကောင်ဆလာနဲ့အင်တာဗျူးဖြေမယ်ဆိုလို့ရှိရင်ကောင်ဆလာကမြန်မာလိုမပြောပါဘူး။ English လို့ပြောတာပါ။ဒီမိခွန်းနေအားလုံးကိုသူကလည်း English လို့မေးမယ်။ကိုကလည်း English လို့ဖြေရမှာဖြစ်တဲ့အတွက်ကြောင့်ကိုဒီ English ကို fluent ပြောကိုပြောနိုင်နေရပါမယ်။ ကိုဒီလိုမျိုးအမေအဖြစ်လုံနိုင်ပြီဆိုတဲ့အခါတော့မှအင်တာဗျူးမှာအဆင်ပြေမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့အမ်ပိုလန်ဗီဇာမှာပညာရေးချင်းမလို့ဘူးသူတို့ဘက်ကအားလုံးလုပ်ပေးမှာဆိုလို့ရှိရင် definitely that is a lie မှာเนาะအဲ့ဒါကလိမ်နေတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ပိုလန်ဗီဇာကိုလွယ်လွယ်လေးရနိုင်မယ်လို့လုံးဝမတွေးပါနဲ့အခု online မှာခေါ်နေတာတွေကအလိမ်တွေများပါတယ်အခုနီပြောတဲ့ step တွေကိုကြည့်ပြီးတော့ဘယ်ဟာကလိမ်နေတာ ာလဲဘယ်ဟာကလိမ်နေတာမဟုတ်ဘူးလဲဆိုတာကိုကိုဘာသာကိုသုံးသပ်ပါနော်ဗီဇာက approve or reject ဆိုတာဘယ်သူမှမပြောနိုင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီတန်ယုံက counselor ကပဲဆုံးဖြတ်တာဖြစ်တဲ့အတွက်ကိုယ့်ကို approve ပေးမှလား deny လုပ်မှလားဆိုတာကိုဘယ်သူကမှကြိုတင်ပြီးတော့ပြောလို့မရပါဘူး။ဒါကြောင့်မို့လို့ပုံလန်ကိုအလုတ်သွားလုပ်ချင်တဲ့သူတွေက um expectation ကို အရန်ကြီးမျောလင့်ထားလို့မရပါဘူးကိုစီမှာငွေကဥပမာပေါ့နော်သိန်း100ရှိတယ်ဒီသိန်း100ကိုပုလန်အလုတ်သွားလုတ်ဖို့အတွက်ပုံဩပြီးသုံးလိုက်မယ်ဆိုလို့ရှိရင်ဒီဟာက no refundable non refundable ဆိုလို့ရှိရင်အားလုံးဆုံးသွားမှာပါနော်အားလုံးဆုံးသွားမှာဆိုတော့ဒီအချက်ကိုသိချလေးစဉ်းစားပါ visa refuse လုတ်လိုက်ပြီး visa deny လုတ်လိုက်ပြီးဆိုလို့ရှိရင်ဒီ agent ကိုပေးရတဲ့ fee တွေအားလုံးကဆုံးသွားမှာပါ ဗီဇာ approve မဖြစ်ဘဲနဲ့ပုံလန်ကို လုံးဝအလုပ်သွားလုပ်လို့မရပါဘူးနော်ပုံလန်မှာအလုပ်သွားလုပ်ချင်တဲ့သူတွေကအလုပ်အရင်ရှာရမှာဖြစ်ပါတယ်အလုပ်မရှိဘဲဟိုဘက်မှာ job vacancy မရှိဘဲဥပမာကိုက အာစိတ်ယုံပေါ့နော်စိတ်ယုံတစ်ခုခုမှာအလုတ်သွားလုတ်ခြင်းနဲ့အဲ့ဒီစိတ်ယုံရဲ့အလုတ်မရှိဘဲနဲ့ကိုကဘလုံနီးနဲ့မှဗီဇာလျှောက်လို့လည်းမရသလို work permit လည်းလျှောက်လို့မရပါဘူးပိုလန်နိုင်ငံရဲ့တထေး company အလုတ်ပိုင်ရှင်ကနေပြီးတဲ့ခါကျတော့မှ euro ကို offer letter work permit interview ပထမအဆုံး interview မယ် interview ပြီးလို့ရှိရင် offer letter ပေးမယ်ပြီးရင် work permit ပေးမယ်ပြီးရင် visa လျှောက်ပေးမယ်ဒီလိုမျိုး step by step သွားတာပါဒီနောက်ဆုံးအဆင့်က visa step အဆင့်မှာ visa အဆင့်မှာ visa ကျလို့ရှိရင်ပိုလန်ကိုလုံးဝသွားလို့လို့မရပါဘူးဒါကြောင့်မို့လို့အရှိမသုံးခဲ့ရတဲ့ငွေတွေအားလုံးက waste ဖြစ်သွားမှာပါနော် non refundable ဆိုလို့ရှိရင်ဒါဟာလုံးဝမထိုင်းသင့်တဲ့ um တခုပါဒါပေမဲ့ကို့မှာငွေပုံငွေရှင်လည်းရှိတယ်ကိုကဒီငွေလောက်ကိုအမ် forget လုပ်နိုင်တယ်ဆိုလို့ရှိရင်တော့ဒါကို try ကြည့်ပါဘာလို့လဲဆိုတော့နောက်ဆုံးအဆင့်က visa အဆင့်မှာ visa ကြာလို့ရှိရင် visa deny လုပ်ခံရလို့ရှိရင်အရှင်းမှာတုံးခဲတဲ့ငွေတွေအားလုံးက ဆုံးသွားမှာပါနော်ဒါကြောင့်ပိုလန်မှာသွားလုပ်ချင်တယ်ပိုလန်မှာအလုပ်သွားလုပ်ချင်တယ် that was not easy guys poland visa is not really easy ဒါကြောင့်မို့လို့ poland visa ကလုံးဝမလွယ်တဲ့ visa တစ်ခုပါအခုကပို့ပြီးတော့ deny လဲများလာတယ် refuse တွေလဲများလာဖြစ်တဲ့အတွက် poland က work agency တွေတောင်မှာ foreign workers တွေကိုခေါ်ဖို့အတွက်အတော်လေးစဉ်းစားနေရတဲ့အချိန်မှာဘာလို့လဲဆိုတဲ့အခါကျတော့သူတို့တွေက interview တွေလုပ်တယ်အမ် offer letter တွေပေးတယ် work permit တွေပေးတယ် that was not free to the government เนาะဒါကသူတို့မှာ government ကို free government ကနေ free ရနေတာမဟုတ်ပါဘူးသူတို့က government ကို fee ပေးပြီးတော့မှလုပ်ရတာဖြစ်တဲ့အတွက် သူတို့ကလည်းတကယ်လို့များဒီဟာက refuse ဖြစ်သွားလိုက်လို့ရှိရင် visa က refuse ဖြစ်သွားလိုက်လို့ရှိရင်သူတို့အတွက်လည်းဒီငွေတွေအားလုံးကဆုံးပါတယ်เนาะဒါကြောင့်မို့လို့ Poland visa ကိုလျှောက်တော့မယ်ပိုလန်ကိုအလုတ်သွားလုတ်ချင်တဲ့သူတွေကလုံးဝဒီ agent နေမြမ agent နေပြောတာကိုလုံးဝအေးစစ်စစ်နဲ့လွယ်လွယ်ကူကူနဲ့မယုံသင့်ပါဘူးเนาะအဲ့တော့ဒါကပိုလန် visa ရဲ့ part 1အနေနဲ့တင်ပေးတာပါပိုလန် visa ရဲ့ part 2 3 4ဒီ day အလုတ်တွေဘယ်လိုရှာရမလဲပိုလန်ကဒီ အလုံးရှင်တွေနဲ့ဒါရိုက် connect လုပ်ပြီးတော့ဘယ်လိုစကားပြောရမလဲဆိုတာတွေအားလုံးကို part 2 3 4မှာတင်ပေးပါမယ် but you have to speak english ပါเนาะ english လုံးမပြောတတ်ဖ ೇನೆ ပိုလန်ဘက်ကဒီအလုံးရှင်တွေနဲ့ဒီ agency တွေနဲ့ဒါရိုက် connect လုပ်ဖို့မဖြစ်နိုင်ပါဘူးဒါကြောင့်မို့လို့ english လို့ပြောတတ်မှကိုပိုလန်မှာအလုပ်သွားလုပ်လို့ရမှာပါเนาะ